ဟုတ်တယ်ရှင်လာတဲ့မိဘကိုယ်တိုင်ဖြစ်သွားတာဆိုတော့ဒီထောက်လည်းတတော်ကိုပြီးတိဖြစ်တယ်အမအဲ့ဆန်ချတဲ့အချိန်ကြီးဆိုရင်အရန်အဲ့လိုချက်သိမ်းနေပါထားမယ်လို့ငိုချင်းတလုံးလုံးလုံးဝမ်းနေတလုံးလုံးဝမ်းသာတလုံးလုံးအရန်ဝမ်းသာလို့ဟုတ်ဒီကတော့ပီတိပီတိအရန်ဖြစ်တာထက်မှာအဲ့ဒီအချိန်ကတော့ ကူရှင်မဲကိုမိုးတို့လာမလာလေးပါ။ကျောင်းကူရှင်မဲဒီနေ့ကတော့ပြောသံရုပ်ရှင်ဖွဲ့သားရင်ကလည်းဒီရှင်းလောင်းလဲလှဲ့တယ်ပြင်မှာလဲရှင်ပြုတ်ခန်းသားလဲတကယ်လုပ်တယ်အဲဆိုင်းဝိုင်းနေနဲ့တကယ်တကယ်ပဲဟိုလိုပြောမယ်ရှင်ပြုတ်တဲ့ခန်းသားလဲကျင်းပါရင်လည်းဒီမှာဒီနေ့လဲမီဒီယာနဲ့တွေ့ဆုံလို့ပေါ့နော်အထူးပွဲလေးလဲလုပ်ဖြစ်တဲ့ပုံပေါ့အဲ့အတွက်ကြောင့်မလို့အဲအရင်လဲပီတိဖြစ်ပါတယ်ကိုလဲပေါင်နေရတဲ့အတွက်ကြောင့်မလို့လို့ရှိတယ်ကြည်ပြီးလို့ဟို ပြည့်သက်တွေပြောလာမယ်အစံကိုပြီးတော့နားထောင်ကျင်တာပေါ့နော်ဟိုဘာဖြစ်လို့ဆိုတော့ကိုကတော့တက်နိုင်ဆုံးတော့ဟို ပြိတက်နဲ့ဟိုထပ်တူညီမယ်နောက်တစ်ခါကျတော့ဒီ character နဲ့ထပ်တူညီမယ်ဆိုဖြစ်အောင်လို့တော့ကြိုးစားထားတာပေါ့အဲ့အတွက်ကြောင့်မလို့ကြိုးပြီးတော့ပြင်ဆင်တယ်ဒီမျိုးသမီးရဲ့စိတ်နေစိတ်ထားဘလို့ရှိတယ်ဘသူတွေပေါ်မှာဘလို့စိတ်ထားရတယ်အဲဘလို့လောက်တက်တဲ့မျိုးသမီးဟိုဟိုစင်နာတက်တာလားချစ်တက်တာလားနောက်တော့ဘယ်အသက်အရွယ်လောက်ရှိလဲအဲသူ့ကလေးကိုဘလို့ချစ်မလဲသူ့မောင်ဘလို့ချစ်မလဲသူ့မိဖေဘလို့သဘောထားမလဲယောက်ျားဘလို့သဘောထားမလဲကျန်တဲ့သူတွေပေါ်မှာဘလို့သဘောအဲ့ဟာတွေအကုန်လုံးသိချလေ့လာပြီးတော့အမရဲ့စိတ်နေသဘောထားနဲ့နောက်တစ်ခါကျတော့ပြီးသွားလို့ရှိရင်အဲ character ရ ရအဝတ်စားကိုဘယ်လိုဝတ်မယ်ပေါ့အရွယ်ကဘယ်လိုမျိုးခွာသွားမယ်အဲအဲ့လိုမျိုးလေးတော့ကြိုးပြပြစင်တဲ့ dialogue လေးကြိုးဖတ်တယ်အဲ့ဒါလေးတော့အများကြီးကြိုးပြစင်တာပေါ့နောက်တစ်ခါကျအမကလေးကလေးနဲ့ကိုနေကအရန်ကို harmony ဖြစ်ရမှာဆိုတော့ကလေးနဲ့ကိုနေကလည်းအရန်ကိုအပြင်မှာလည်းသူကခုတိအမေလို့ပဲခေါ်တယ်ငုတ်ဒီအမေလို့ပဲအကောင်းမှလည်းအမအမေအမေလို့တွေ့ရတယ်နှမ်းပြေးပြီးတော့ကုတ်ပေါင်ပေါင်လေးပေါ်မှာလာထိုင်တာဆိုတော့သူနဲ့ကိုနေကြတယ်လေအဲ့လိုသားမိလေးလို့ဖြစ်နေရပါတော့နော်ဟုတ်ကဲ့သူတအားဆိုးတယ်နော်မောင်ဆိုးလေးအပြစ်ပါဆိုရင်တော့ဟာအဲ့လိုတိမခံ အပြင်က character ဆိုတော့ငါမျိုးအဲ့လောက်သိခံမှာမဟုတ်ဘူးဒါဆူရယ်လေနော်အဲသူတရုတ်ဆောင်မှုပုံမှာတော့ဘလူးကမ်အသက်ဟိုအသက်ဖြစ်တာပေါ့ကိုယ့်အတွက်တော့လေဟိုမြင်နေကြပုံစံမဟုတ်ဘဲနော်အော်သူသူ့ရဲ့ပုံစံကအသက်တမျိုးတော့ဖြစ်နေအောင်အဲ့အတွက်ဟိုအဲဘလူးကမ်လည်းထူချရတယ်ဟိုသူလည်းကြိုးစားတယ်ဒီ character ပုံမှာအမအစီပြီလားကျွန်တော်တို့ညောင်ဒါလေးဆိုလို့ချင်းဒီလိုလုပ်မယ်ဟိုအပေးယူမြတ်မြတ်တတနဲ့အဲ့လိုမျိုးလေးလောက်သွားတယ်ဆိုတော့လေအဲရိုက်ရတာလည်းတအားအဆင်ပြေပါရှင့် ီသူတို့ပြောလာအချိန်မှာ character လေးကလည်းဟိုကိုယ့်နဲ့ကနီးစက်တယ်မြင်မြတ်သက်ဆိုတော့ character လေးကိုယ့်နဲ့လည်းနီးစက်တယ်ကိုယ်လည်းလုံနိုင်မယ်နောက်ခါကျလည်းမရိုက်တာကြပြီးတော့ရမ်းလွမ်းတယ်လေကိုကဟိုနုပညာကိုကချစ်တာဆိုတော့လှုပ်ချင်တယ်ဘယ်နေရာလေးရပဲရရပါတော့နော်တခန်းလေးပဲပပနှခန်းလေးပဲပပကလုံမယ်ဟဲဆိုပြီးတော့ကိုကဟိုချစ်တော့အဲ့ဒါရိုက်ဖြစ်သွားလှုပ်ဖြစ်သွားပါဘူးလွမ်းနေရပြိတ်သက်တွေအလွမ်းပြပါစေလို့ပဲဟုတ် ပြောချင်ဟုတ်တယ်ရှင်လာလေမိဘကိုယ်တိုင်ဖြစ်သွားတာဆိုတော့ဒီထောက်လေတော်တော်ကိုပြီးသည်ဖြစ်တယ်အမအဲ့ဆန်ချတဲ့အချိန်ကြီးဆိုရင်အရန်ဟိုစက်သိမ်းနေပါထားမယ်လို့ငိုချင်းတလုံးလုံးလုံးဝမ်းနေတလုံးလုံးဝမ်းသာတလုံးလုံးအရန်ဝမ်းသာလို့ဟိုဒီကတော့ပီတိ ပြည်တိအရင်ဖြစ်တာထက်မှာအဲ့ဒီအချိန်ရအောင်လေ။อืมရှင်လောင်းနေတဲ့အချိန်ရယ်နောက်တစ်ခါကျတော့ဒီကလေးအန်ဒီဆုံးတဲ့အချိန်ရိုက်တဲ့အချိန်တွေကမျက်နှာရလည်းရောင်ပြီးွားတော့အဲ့ဒီစီးတောက်ပြီးပြီး on နားရတဲ့အချိန်ပေါ့ဟိုက shooting ကတော့တရက်ခွဲတရက်ကတော့ပြည်နာလိုက်ရတယ်နောက်တရက်ကကျတော့လည်းဟုတ်တယ်မရိုက်ဖြစ်ဘူးမရိုက်ဖြစ်ဘူးအမတပိုင်းတော့သူကနေ့တပိုင်းတော့ရိုက်ဖြစ်တယ်နောက်အမပါမယ်အပိုင်းကစပြီးတော့ ကိုကအလေကြီးကရမ်းဖြစ်နေဆိုတော့အဲ့နောက်ပိုင်းကနေ့တစ်ဝက်နားလိုက်ရနောက်တစ်ရက်တစ်ရက်လုံးနားရနောက်တစ်ရက်ကျတော့ကိုကျော်တော်ကပြောရဲဟိုအမကဒီလိုရိုက်ရင်အဆင်ပြေမလားဆိုတော့အဲမမောက်စီကွက်တီပဲမျက်နှာလည်းရအောင်မျက်လုံးတွေလည်းနှာခေါင်းတွေလည်းရအောင်မျက်လုံးတစ်ဖက်လည်းပိတ်နေဆိုတော့ငိုထားတဲ့ပုံစံနဲ့တအားကွက်တီဖြစ်နေပြီတဲ့အဲရိုက်လို့ရလားဆိုတော့ရတယ်လို့ဆိုရလို့စိတ်တောက်ပြီးရိုက်မယ်ဆိုပြီးအဲအဲ့ရက်ဒီကောင်ကတော့စိတ်တောက်ပြီးရိုက်တာ ဟုတ်ကဲ့ပါဒီမြမရိုးရရှင်ပြုအလှူလေးလည်းပါတယ်အဲဒီကိုယ့်ရဲ့ကိုယ့်ရဲ့ compact လို့ပြောလို့ရမှာပေါ့နော်ဒီကားလေးကိုလည်းပြိတ္တတွေနေနဲ့အဲကြည့်ပြီးဝေဖန်ပေးပါလာပြီးအားပေးပါလို့ပြောချင်ပါရှင်ဟုတ်